အဲတမန်တော်ဆိုပါပြင်းနေလို့ဘာပြကြော်မိုးထုံးလို့ဘာလို့တွန်အင်ဒရူးလို့ဟာမြန်မာပြည်ကအပစံနေကိုဖြတ်မဲ့ဘာညာနဲ့ဟာစင်ကာပူဘန်နဲ့ဘန်ကောက်ဘန်ကပစံနေကိုဖြတ်လိုက်တာသုံးဖို့တပုံမဲ့ရှိတော့ဘာညာအဲကားသေးတွေကလည်းတက်ကုန်တာပေါ့อืมခုကောက်ပြီလေအစိုးရอืมအဲ့ဒါကြာသေးချင်လားသူတို့ကမေးပေးလာမှာလွယ်လွယ်လေးပါอืมအခုလာမယ်ရွေးကောက်ပဲအားလုံးမဲ့ထက်လိုက်ကျွန်တော်ကများတဲ့ဓာတ်ပုံရိုက်ပြီးတော့ မှတ်ပုံတင်ရိုက်ပေးမယ်ဆိုပြီးတော့လက်ပုံရိုက်တယ်အဲ့တော့လက်ပုံနှိပ်တယ်လက်နှိပ်ပြီးတော့လက်မှတ်ထိုးခိုင်းတာလက်မှတ်ခိုင်းတာကျွန်တော်စာဖတ်လိုက်တော့စက်မှုထမ်းရမယ်ဆိုတဲ့စာပါတာတဲ့ပါတော့မင်းလက်မှတ်ထိုးစက်မှုမထမ်းဘူးဆိုလို့ရှင်မင်းထောင်ကြမယ်လို့ပြောတာတဲ့อืมထောင်ကြမယ်ဆိုတော့အဲ့ကလေးကလည်းကြောက်ပြီးတော့လက်မှတ်ထိုးလိုက်ရတာဆိုတော့အဲ့လိုလူတွေကအကုန်လုံးပေါင်းဆိုလို့ရှင်ဖန်းခံတာ14ယောက်ပါ မင်္ဂလာပါကျွန်တော်ရေးပေါ်ရုံထင်ပါဒီနေ့2025ရွေးလ26နဲ့မနေ့ခင်မှာပထမဆုံးပြောမယ့်သတင်းကတော့နိုင်ငံတကာစီးပွားရေးပိတ်ဆို့ခံထားရတဲ့ရုရှားနိုင်ငံကဟိုးဆောင်သော Russian Economic Union အတွက်အဖွဲ့ဝင်နိုင်ငံဖြစ်လူကြောင်းအပြည်ပြည်ဆိုင်ရာ၏အရေးယူဒဏ်ခတ်မှုခံနေရသောမင်းအောင်လန်ကထုတ်ဖို့ပြောဆိုလာပါတယ်ဒါကတော့မနေ့ကဗီလာရှိသမရနိုင်ငံတွင်ပြုလုပ်တဲ့စတုဒ္ဒအကျဉ်းဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025၏မျက်နှာစုံကြီးအစည်းအဝေးတွင်မင်းအောင်လန်ကအခုလိုပြောဆိုထားတာဖြစ်ပါတယ်မင်းအောင်လန်က ကမြန်မာနိုင်ငံအနေဖြင့်ဥရောပအာရှစီးပွားရေးသမဂ္ဂဤမင်းသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်များစွာဆက်အားထက်သန်လျက်ရှိပါကြောင်းမြန်မာနိုင်ငံကိုဥရောပအာရှစီဘောရဲ့တမကဤလက်လာသူနိုင်ငံအဖြစ်စိုးလိမ်စွာဘာဝနံရစ်အတွေ့ထောက်ခံဆောင်ရွက်ပေးပါရန်အလဲအနက်ထားမေတ္တာရက်ခံလိုပါကြောင်းထောက်ပေါ်ပြောဆိုပါတယ်မြောင်းလန်ကတော့ဒိုလေးကိုမေတ္တာရက်ခံထားရပါတယ်လို့သိရပါတယ် အခုပြောနေတဲ့မင်းအွန်လိုင်းမေတ္တာရက်ခံထားတဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂဆိုတာကရုရှားနိုင်ငံကအိုးဆောင်ရွယ်2015ခုနှစ်တွင်ထူထောင်ခဲ့ခြင်းဖြစ်ပြီးတော့ရုရှားနိုင်ငံကာဂျစ်စတန်နိုင်ငံကာဂျစ်စတန်နိုင်ငံအာမေးနီးယားနိုင်ငံနဲ့ ဗီလာရှိနိုင်ငံတို့ဘဝန်ကရုရှားအိုယာခန်နိုင်ငံများဖြစ်ကြပါတယ်လို့သိရပါတယ်။ဒါကတော့ရုရှားဥဆောင်ဥဆောင်ဖွဲ့စီထားတဲ့အာဒီဥရောပအာရှစီးပွားရေးသမဂ္ဂဖြစ်ပါတယ်ပေါ့နော်။ဒါကတော့အသေးသေးအများကြီးပြောစရာမရှိပါဘူး။ရုရှားစီကိုပြီးကတ်ချင်းတဲ့အာမဟလကတော့ခုချိန်မှာတတော်လေးကိုမစ်တက်ရက်ခန်ထပ်ရပါတယ်လို့သိရပါတယ်။ဆိုတော့အဲ့ဒီနောက်မှာနောက်တစ်ခုကတော့တပ်ပွဲသတင်းတွေကိုကျွန်တော်ပြင်ပြီးတော့တွေ့အောင်ပါ။ဆိုတော့ဒါကတော့ပြည်သူ့ကကွေတက်မလို့ PDF ဖို့ဆစ်စင်ရင်နေမင်းနဲ့ အတွက်မှာရှိတဲ့တရင်တက်ဖွဲ့များနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတက်မတော် KNLA တို့ပူပေါင်းရွယ်စစ်ကောင်စီတက်မြတ်ကိုရွမ်းလ25ရက်နဲ့နဲ့26ရက်နေ့မြန်မာများနိုင်နေရက်စစ်တပ်တက်ခတ်ခရာမှာစစ်သား3စေခန့်တည်ဆုံးပြီးတော့စစ်တုံးပန်း25ဦးကိုဖမ်းဆီးနိုင်ကလက်နက်မျိုးဆောင်40လက်လက်ဒင်းစီရရှိခဲ့ပါတယ်လို့စစ်စင်ရင်နေမင်းနှစ်ကသတင်းထုတ်ပြန်ထားပါတယ်ဒါကတော့သတင်းကောင်းတစ်ခုဖြစ်ပါတယ်ဆိုတော့စစ်တုံးပန်းတွေကတော့25ဦးတည်ဆုံးနေတာကတော့ ကောင်းစီခန့်တည်ပါတယ်ဒါကနရက်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့တွေတည်ဆုံခဲ့တဲ့အကြောင်းတွေဖြစ်ပါတယ်အဲ့ဒီနောက်မှာနောင်ချူမြို့နယ်ပတ်သက်ပြီးတော့ပြင်ပြီးတော့ပြောရအောင်ပါနောင်ချူဆိုလို့ရှိရင်အခုချိန်မှာစစ်ကောင်စီကတော့ရှော့ကိုထုဆစ်စင်နေတယ်ပြီးရင်အလောင်းအင်းနဲ့ကိုတက်နေတယ်လို့သိရပါတယ်ဆိုတော့ဒီလိုမျိုးအလောင်းအင်းနဲ့တက်လာတဲ့စစ်ကောင်စီကိုတုံလိုင်းတဖို့တွေကဆိုလက်လို့အများပြက်ကိုတေဆုံးနေလို့သိရပါတယ်ဒါကတော့ ဘလူရယ်တိရလဲဆိုလို့ရှိရင်နောင်ကျူတက်ပွဲပြင်းထန်နေတဲ့စစ်ကောင်စီတက်ထိခတ်မှုများစွာရှိပါတယ်လို့ DPLA ကပြောဆိုပါတယ်စစ်တပ်ကပြင်းအုပ်လွှမ်းစစ်တကသူဂျုံးတွေကနဲ့ဘူလုံးတွေနဲ့ရေးတက်ရင်းတွေကရေးတွေကိုပါဆော့ပြီးတော့အသောပြုနေတယ်ပါဒီလိုသိရပါတယ်ဆိုတော့ဒီစစ်ကောင်စီကရေးတွေကိုအသောပြုလာပြီဆိုတာကတတော်လေးကိုအခက်တွေ့နေပြီဆိုတာကိုပိုလွန်တော့ပါတယ်နောက်စစ်တပ်ရဲ့ရေးတွေဆိုတာကမြို့ထဲမှာပြီးရင်လွန်ချွန်ရေးအာဒီ ဖြစ်မှုဖြစ်ပျက်ခဲ့တာဗောနော်အပြစ်မှုကျူးလွန်တဲ့ဟာကိုသူတို့တွေကလိုက်ပြီးတော့လော်ရတဲ့ဟာကိုခုချိန်မှာတက်ပွဲကိုဝင်ရတယ်တက်ပွဲဝင်ရတဲ့သူတွေဒီကက တကယ်လည်းအဆေးရကျွမ်းကျင်လူတွေလည်းမဟုတ်ဘူးဆေးရကိုအသေးတန်ကိုလက်ကျင်တဲ့လူတွေမဟုတ်ဘူးဒီနေလူကတတော်လေးကိုမြားတယ်လို့သိရပါတယ်ဒါကတော့ရှမ်းပြည်နယ်မြောက်ပိုင်းအခုချိန်မှာစစ်ကောင်စီကတော့အင်အားတကယ်ချစ်နေနေပြီတဲ့ဒီဟာကစူပေါင်းဆက်ပေါင်းနဲ့ဟန်ရဲလုတ်ဖို့ပဲလုံနေလည်းသိရပါတယ်ဒါကတက်ခါစီဖို့အတွက်အသေးခံထူးခန်းနေတာလို့ DPA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်ဒါကတော့ဒီနေ့မနေ့ကတော့နော်ရွာလ29ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ဒီ နောင်ကျူမြို့နယ်နဲ့အတက်ပွေးအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဗောနော်အာ DPR ရဲ့ပြောရေးဆိုခွင့်ရှိသူဒီကနေသိရှိရတာဖြစ်ပါတယ် အဲ့ဒီနောက်မှာနောက်ထပ်သတင်းတစ်ခုကရှမ်းပြည်နယ်နဲ့ကရင်နီပြည်အဆက်ဖေခေါင်မြော့နယ်စုံလန်းခေကြီးရွာကိုမင်းရှုဖြက်စီးနေသောစစ်တပ်နဲ့လက်အောက်ခံ PNO ပြည်သူ့စစ်မြောက်ကိုဒရုန်းဖြင့်ပုံကျဲတက်ခတ်ခေရမှာ PNO မှတက်ခွေမှုဘူးကြီးနောင်ဆန်းတေဆောင်သွားကြောင်းဖေခေါင် PDF တပ်ဖွဲ့အမှတ်1006တရင်မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောဆိုပါတယ်။၎င်းရွမ်းလ26ရက်နေ့ကဖေခေါင်မြော့နယ်စုံလန်းခေကြီးရွာအတွင်းမှာရှိတဆွေထားသောစစ်သားများနဲ့ PNO ပြည်သူ့စစ်မြောက်ကိုဖေခေါင် PDF အမှတ်1006 တရင်ဒရုန်းတပ်ဖွဲ့ကဘောင်ကျဲတက်ခတ်ခရာမှာပြန်အိုပြည်သူစစ်တပ်ဖွဲ့မှာတက်ခွေမှုဘူကြီးနှောင်ဆန်းတည်ဆောင်ပြီးတော့ငါးဦးထက်မနည်းကိုဒဏ်ရာရှိခဲ့ပါတယ်ဖြစ်စဉ်ကရွာလ23ရက်နေ့ကလေးကဒီစုံတန်းခဲကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့အတွက်အခုချိန်အထီကိုတက်ပွဲဖြစ်ပွားနေတယ်မနည်းကဒရုန်းစစ်စင်ရေးပြုတ်လို့တော့သူတို့တက်ခွေမှုတအူးတည်ဆောင်တယ် ြံတဲ့ဒီ၅ရောက်ကတော့ဒံရအပြင်းထန်ကိုရတယ်လို့ခံလောင်းတဲ့သတင်းရထားတယ်။အခုတော့သူတို့စာပနာအခမ်းအနားကျင်းပနေတယ်လို့သိရတယ်။အဲ့ဒီတော့တကြူပြီးပြီးထင်တော့ထင်တယ်။အခုလက်ရှိတော့သူတို့ကဆောင်းနှန်းခေဂျေးဝါထဲမှာပဲစကန်းထန်တာထန်ထားပါတယ်လို့ထန်ထားပါတယ်ဟု ဖေခွန် PDF တက်ဖွဲ့အမတ်တီအမတ်1000 6 1006တရင်မှာတရင်နဲ့ပြန်ကြရေးတာဝန်ရှိသူတို့ကအခုလိုရှင်းပြပါတယ် ဆိုတော့ဒီထက်မှာစွန်တန်းခေကြေးရွာကအင်ချေ90နဲ့စစ်စေကြပဲရှိတာမင်းရှူတာကကောင်းတလို့ရှိနေပြီဒါကနှကျင်မြော့နှကျင်မြော့မင်းရှူတာတဲပွေးကလည်းနေတန်းဖြစ်နေပါတယ်ရွမ်းလ25ရက်နေ့ကလည်းလေရင်နဲ့နှကျင်ဘုံးလာကြည့်သွားတယ်ပြီးတော့ဖေခွန်မြော့နေတဝမ်းမှာရှိတယ်ပြီးသူတွေကစစ်ကောင်စီတက်ရော PNO တက်ရွေရဲ့စီရေပြတ်မှတ်ထားခံနေရတယ်လို့နေရတယ် ဆိုတော့ဒီကဒီနေရတာတွေနောက်ပြီးတော့စစ်ရဲရဲမှုဂျူးလွန်ခေရနေရတာတွေအကြမ်းဖက်ခံနေရတာတွေရှိနေတယ်အဲ့ဒီအပေါ်မှာအမေမကာကိုရေးတက်တွေအနေနဲ့အနေနဲ့ကလည်းပြည်သူတွေရဲ့လွန်ချုံရေးကိုဦးစားပေးပြီးတော့စစ်ရဲဟိုဆောင်နေရတာအတဏ္ဏဆောင်တော့ပြည်သူတွေကို ကာကွယ်ပေးပြီးတော့စည်ရေဖိုးဆောင်နေရအဖိုးဆောင်နေရတာတွေရှိပါတယ်ဟု ဖေခွန် PDF တက်ဖွဲ့အမှတ်1000တရင်မှာတရင်းနဲ့ပြန်ကြရေးတာဝန်ရှိသူတို့ကအခုလိုရှင်းပြပါတယ်ဒါကတော့ဖေခွန်မြို့နေမှာ PDF အား PNO နဲ့စစ်ကောင်စီပူးပေါင်းပြီးတော့စစ်ကြောင်းထုမှုတွေလော့ဆောင်နေတာကိုကျွန်တော်သိရတာဖြစ်ပါတယ်။အဲဒီနောက်မှာနောက်ထပ်သတင်းတစ်ခုကတော့တရက်ချောင်းမြို့နယ်ကပေါ့နော်။အာမင်းတက်ရွာ ဒနင်းတရီတန်တရက်ချောင်းမြုံနယ်မင်းတဲ့ရွာဖောင်းကြီးကျောင်းတွင်အထံချက်တက်ဆွေးထားသောအကျန်းဖက်စစ်တပ်ကိုဝန်ရုပ်တက်ခတ်ခဲ့ရာမှာစစ်တပ်ဖြစ်မှာငါးဦးသေဆုံးပြီးတော့လက်နေခရံမြောက်တင်းစီရရှိခဲ့ကြောင်း KNU ကပေါ့နော်အထောက်ပြန်ထားပါတယ်ဒါကတော့တရင်းကောင်းတစ်ခုပေါ့နော်ဆိုတော့ဒီကရွာလ26ရက်နေ့ကမိုးလွဲတနာရေခတ်အချင်းမင်းတဲ့ရွာဖောင်းကြီးကျောင်း ခွန်ကြီးကျောင်းနဲ့အထံချတက်ဆွေထားသောအကျန်းဖက်စစ်ကောင်စီတသားများကို KNL တရင်ဆက်နဲ့လက်အခံတခွေနှစ်နဲ့တူလန်ရေးပူပေါင်းတက်တွေကဝန်ရောက်တက်ခတ်ခဲ့ကြောင်းသိရှိရပါသည်ထဲမှာစစ်ကောင်တပ်ဖွဲ့တွေ၅ဦးသေဆုံးခဲ့ပါတယ်ဆိုတော့ဒီအာဘယ်ရရရှိသူတွေလည်းအများပြားရှိနေပါတယ်လို့သိရတယ်ဗောနော်ဒါကတခုပေါ့ နောက်တစ်ခုကပျော်ပွေဖက်ကသတင်းတွေကိုပြင်ပြီးတော့ကြည့်အောင်ပါပျော်ပွေဖက်မှာဆိုလို့ရှိရင်မန္တလေးတန်းပေါ်ပျော်ပွေမြို့နယ်ညွန်ကုန်းရေစခန်းအနင်းစက်ကြီးကုတ်နေသောစစ်သားများကိုဝမ်းရောက်တိုက်ခိုက်ခဲ့ရမှာအရာခံဘူးတဦးအပါဝင်၄ဦးသေဆုံးပြီးတော့တနက်၃လက်သိန်းစီရရှိခဲ့ကြောင်း on sense line မမော့ အွန်ဆန်မေအဖွဲ့မှာတာဝန်ရှိသူတဦးကအခုလိုပြောဆိုထားပါတယ်ဒါကဖြစ်စဉ်ကမနေ့၈နာရီလောက်ဝန်တိုက်တာလို့သိရပါတယ်ရေစကန်နဲ့နင်းကနေတာမို့9မိနစ်အတွင်း3မိနစ်နဲ့ ွေးအပီအောင်မင်အောင်မင်အောင်ဝနောကတ်နိုင်ခဲ့တာပါတဲ့ဆိုတော့စက်ကူကဘေးနှစ်ဖက်ကနေရေးတွေရှိတယ်ငါးမင်းနဲ့လောပဲခကြီးကိုခကြီးကိုတနာကြီးလောက်ကြာမှရောက်လာတာလို့သိရပါတယ်ကျွန်တော်တို့ကတော့ local pdf ဖြစ်နေလို့ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ mission phone နေတွေနေတာဖြစ်ပါတယ်ဆိုတော့သူတို့တွေပြည်သူတွေဒီထက်ပိုမှုဖြစ်ပေးနိုင်မယ်ဆိုရင်တော့ဒီထက်ပူလာတယ်ကိုယ်တွေကိုကပ်ပေးနိုင်ပါတယ်ဆိုပြီးတော့အောင်စန်းလမ်း နတ်မို့ကဘောနော်နတ်မို့အောင်ဆက်မြအဖွဲ့မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်ဒါကတော့အာစစ်ကောင်စီတစ်ဖက်ကအရာခံမှုတဦးကိုလည်းဆုတ်ထက်လာတာဒီရောက်ကောင်းပါဝမ်ကောင်းဦးတည်ဆောင်ခဲ့လို့သိရတယ်ဘောနော်ဒါကတရင်ကောင်းတစ်ခုဖြစ်ပါတယ်အဲ့ဒီနောက်မှာလည်းဘလောမြော့နေကတရင်ကောင်းကိုပြင်ပြီးတော့ကြည်အောင်ပါဘလောမြော့နေမှာဆိုလို့ရှိရင်တနင်းတာရီတန်းဘလောမြော့နေ ကြောကရွာမှာရှိတဲ့ပြီးစိုးထီစခန်းကိုတက်ခတ်သိမ့်ပတ်ရံမှာစစ်သားအလုံးသုံးလုံးနဲ့တနက်ငားလက်သိန်းစီရရှိခဲ့ကြောင်းမြက်ခရင်အမတ်တီတရင်မှာတာဝန်ရှိသူတဦးကပြောဆိုပါရယ်။ဒါကရွာလ29ရက်နေ့နနက်9:30နာရီ30မိနစ်ခန့်တွင်ဘလိုမြော့နေကကြောကဂျေးရွာမှာရှိတဲ့အကျန်းဖက်စစ်ကောင်စီလက်အောက်ခံပြီးစိုးထီစခန်းကိုဒေါ်လာရီတပ်ဖွဲ့ကဝန်ရုပ်တက်ခတ်ခဲ့ခြင်းဖြစ်ပါရယ်။ဒီတက်ခတ်မှုမှာ စစ်ကောင်တပ်ဖွဲ့တွေစစ်တပ်တွေအလောင်းကဒေါလောင်တွေ့ရှိခဲ့ပါတယ်လက်နေကလည်းငါးငါးလက်ကိုသိမ်းပတ်ရရှိခဲ့ပါတယ်ဖြစ်စဉ်ကဒီနေ့နဲ့အစိုးပန်းမှာဂျိုးကဂျေးဝါကိုဂျေးဝါမှာရှိတဲ့စစ်ခွေးလက်ဝေခံပီအဘူဆိုတီတွေဘီသူစစ်တွေကိုဝန်ရော့တက်ခတ်ခိခဲ့တာပါတဲ့စခွေးတွေကနဲ့ဘူတွေဘူဆိုတီတွေကအားလုံးကစကန်းကနဲ့ထွက်ပြေးသွားတာ စကွဲအလောင်းသွန်းလုံးနဲ့လက်နေခရင်တွေသင်းစီရရှိခဲ့တဲ့ဟုမြက်ခရင်အမတ်တီတရင်မှာတာဝန်ရှိသူတို့ကအခုလိုပြောဆိုထားပါတယ်ဒါကတော့ခုချိန်မှာစစ်ကောင်တပ်ဖွဲ့တွေအာလက်အောက်ခံတွေဖြစ်ပေါ့နော်ဆိုတော့သူတို့နေစရာကမရှိတော့ဘူးခွေးပြိုးပြိကိုပြင်းနေရတဲ့အခြေအနေမျိုးနော်ဆိုတော့အာကျွန်တော်တို့တွန်လိုင်းတပ်ဖွဲ့တွေကနေဆက်မှာပဲအာတပ်ဖွဲ့ကဖိုးဆောင်နေတာမဟုတ်မေးပြက်မှလည်းခူးကြည့်လိုက် မန္တလေးတန်းပဲခူးတန်းတို့နော်တရင်းဒါရီတန်းတို့ဒေါ့ရှော့ကိုတက်ပွေးကဖိုးဆောင်နေတာကိုတွေ့နေရတာဖြစ်ပါတယ်။ဒါကတော့အောင်မီမှုတစ်ခုဖြစ်ပါတယ်။စစ်ကောင်စီတွေအာသွမ်းမဲ့နေရတယ်မရှိတော့ဘူး။စစ်ကြောင်းထိုးလာတယ်ဆိုလို့ရှိရင်တောင်မှဂျာကနဲ့အစိုးခံရတယ်။အဲမှာအစိုးခံရလို့အဲမှာတရက်ပေါ့နော်တရက်တရက်သွားကားနဲ့တရက် ကားနဲ့တရက်သွားရမယ့်နေရာကိုတလတ်တော်မှဂျန်နေရတဲ့အခြေအနေမျိုးထိကိုဒူလိုင်းတဖို့တွေကဒါစီနန်တယ်ဗောနော်ဆိုတော့ဒီချင်းပြည်နယ်မှာဆိုလို့ရှိရင်စစ်ကောင်စီကထူးဆစ်လာစင်တယ်ခရီးအရှိရာကျော်900ကျော်လောက်တယ်ဗောနော်ဆိုတော့ဒီလိုလောက်နေထူးဆစ်လာစင်တဲ့တောင်မှဒီကလေးကနဲ့ဖလန်းဗောလို့ဖလန်းသွားချင်းအာဂျီတီတည်တင်သွားချင်းတရက်တော်မှဂျာတဲ့နေရာ ပြကောခုဆိုလို့ရှိရင်တလနေပါတလကြာလို့တလကြုံလို့ပြီဆိုတော့ဒီဟာကစက်ကောင်စီရဲ့အာသွေလာနေတဲ့အချိန်မျိုးကိုဒွန်လိုက်တဖို့တွေရဲ့ကြက်ဖြတ်တက်ခတ်ခံရတဲ့အချိန်မျိုးကိုသိရတဲ့အကြောင်းတွေကိုပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်။နောက်မှကျွန်တော်စုဆောင်းထားတာရှိပါတယ်။ဘာလဲဆိုလို့ရှိရင်ဒီဟာကကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပြနေတဲ့ဟာဖြစ်ပါတယ်။အဲစက်ကောင်စီကပြည်သူတွေကိုဘယ်လိုတွေအာဗိုတာဆွေးဖမ်းဆီးမှုတွေလော့ဆောင်နေလဲပြည်သူစစ်မှုထမ်းတွေဘယ်လိုတွေစုဆောင်းနေလဲဆိုတာကိုကူကူတန်းကြောင်တွေ့နေတဲ့အာ သူတဦးရဲ့ပြောပြချက်ကိုကျွန်တော်နဲ့တူနားထောင်ရမှာဖြစ်ပါတယ်။ဒီဟာကတော့ကျွန်တော်တို့အဖက်ကပြောတယ်ဆိုလို့ရှိရင်ဘူရီဖြောက်မှာဒါကသူကူတန်ကြောင်နေတဲ့သူတဦးရဲ့ပြောပြချက်ကိုနားထောင်ရမှာဖြစ်ပါတယ်။ကဲစရအောင်နော်။အဲ့အဲ့ညပဲပဲနေညလားဘယ်လိုဖြစ်လဲ။သူဝင်နေည7နာရီခုလောက်ပါ။အင်း။သူဝင်နေည7နာရီခုလောက်ကိုကားတွေနဲ့ဝေါ်စုရောက်လာတယ်။ရောက်လာပြီးတော့ဒီတိုင်းဆက်စုကျိန်မောင်းပြီးတော့အဲ့ပထမဦးဆုံးကိုအဲ့နန်းကလူတွေကိုဆွဲရတယ်။ ွဲတော့အဲ့မှာကျွန်တော်တို့စိုင်ရှိရောက်တော့ကျွန်တော်စိုင်ကိုစွဲဖွင့်စွဲဖွင့်တော့အဲ့ဒါကျွန်တော်ကနေပြီးတော့အိပ်ပြောနေတဲ့ချိန်ပြီးလန့်လို့ရတယ်လန့်လို့တော့ကျွန်တော်ကနေပြီးတော့ဟောဘာကိစ္စရှိလို့လဲဘာလို့ဆိုတော့မဒီလမ်းမှာဘယ်သူကအိပ်ခိုင်းလို့နေတာတော့ကျွန်တော်တို့ဒီမှာနေတာတလားလောက်တော့ရှိပါပြီစိုင်ဖွင့်ထားတာပေါ့နော်ကျွန်တော်တို့ရိုးသားသားနဲ့လှုပ်ထားတာပါဒီလမ်းပချလေးကိုမေ့ကြည့်ပြီးပါဟုတ်ပါအားဆိုလို့ရှိရင်လည်းဘလူးခွင့်ပြုချက်တော့ဘာညာကျွန်တော်တို့စီပင်ကိုတောက်တဲ့ကြောင်ကိုသွားပြောပါပဲ ွားပြီးတော့စီပင်းစီပင်းအကောင်မလေးမြောက်ကကျွန်တော်တို့ပြောလိုက်တယ်လို့စောက်တော့စောက်အောင်တို့ရေစီပင်းဖယ်ခိုင်းရင်တော့ဖယ်ပေးရမယ်ဆိုတော့ကျွန်တော်တို့ကလည်းဆိတ်ချပါညီမလေးစီပင်းဖယ်ခိုင်းတဲ့အချိန်ဖယ်ပေးပါမယ်စီပင်းဖယ်မဖယ်ခိုင်းခင်ကိုအကိုတို့လှုပ်ဆောင်ဝင်ပြုပါဆိုပြီးတော့ပြောခဲ့ပါတယ်လို့အာစီပင်းအကောင်မလေးလည်းကျွန်တော်တို့ဒီလိုပြောလိုက်တယ်လို့ဟိုပါပေါ့အဲ့ဒါဆိုလို့ရှိရင်တော့အခုခြံရှင်ကိုတော့ပြောလိုက်ခြံရှင်ကနေပြီးတော့မစောင့်နဲ့ဆိုရင်စောင့်နဲ့ခြံရှင်ကစောင့်ဆိုရင်တော့အခုလွတ်လွတ်လပ်လပ်ရောင်းလို့ပြောတော့ ြောပါတယ်ဆိုတော့အဲ့ဒါအဲ့ဒါကြီးနားမလည်ဘူးတဲ့။ဘယ်ဟာတော့ဘာညာနဲ့မေးရော။မေးတော့ကျွန်တော်ကိုသုံးလုံးကပါလို့ပြောတော့ကိုသုံးလုံးကဆိုတော့ကျွန်တော်လင်ရကြမှာဆိုတော့ကိုသုံးလုံးဆိုတော့ကျွန်တော်ညီမဒီမှာကျွန်တော်ပြန်လောက်ခုပါတယ်။ဟုတ်။ကျွန်တော်ကျွန်တော်လင်ရကြမှာဆိုတော့ကျွန်တော်စကိုင်းတိုင်းကပါဆိုတော့ကျွန်တော်ငါးမြင်းဆောင်တွေဘာညာဆိုပြီးကျွန်တော်နောက်ဖက်ဖြတ်ရိုက်ပါတယ်။ဘာလို့တို့လူပါ။ဟုတ်။ဖြတ်ရိုက်တော့ရှင်မှာကျွန်တော်ညီကညီတငယ်ချင်းထားပါတော့ကျွန်တော်အတူတူလာတယ်ပေါ့နော်။ညီတော့ရင်းတော့မဟုတ်ပါဘူး။အားနဲ့အကလေးကထွက်လာပြီးတော့အခုဘာဖြစ်တာတော့ဘာဖြစ်တာတော့မေးတော့ဟာနှစ်ယောက်ဟာနှစ်ယောက်ဟာဆိုပြီးတခါတည်းဆွဲပြီးလက်ထိတ်ခက်ပြီးကားပေါ်တင်သွားပါ။ တင်းတော့ကျွန်တော်ကနေပြီးတော့ဘာပစ္စည်းလို့တော့ပေါ့ကျွန်တော်တို့မှတ်ပုံတွေလေးတွေပတ်စံလေးတွေယူပြရသေးအောင်ဆိုတော့မယူနဲ့ဘာမှမယူနဲ့မနေ့ကငါမင်းတို့လင်းလို့ရှိရင်စစ်စစ်မေးမြန်းပြီးလို့ရှိရင်မနေ့ကငါမင်းတို့ပြန်ပို့မှာအာမဟုတ်ဘူးကျွန်တော်ကကျွန်တော်ညီမကိုဖုံးဆက်ပြရသေးအောင်ဒီပစ္စည်းတွေကျွန်တော်ညီမပစ္စည်းတွေပါသူကနေကျွန်တော်တို့ဈေးရောက်ဆောင်အောင်လို့အကိုကြီးနေလဲပြင်ပမမလုပ်နိုင်ဘူးဈေးရောက်ဆောင်နိုင်အောင်ခုပြီးတော့ဒီရေခဲဘုံတွေပါထုတ်ပေးထားလို့ပါသူ့ပန်ရှင်ကိုတော့ကျွန်တော်ဒီလိုဒီလိုထားခဲ့ရတယ်ဆိုတော့ကြောင့်လေပြောပြရသေးလို့ပြောရလဲအပြောမခံဘူး အမျိုးမခံနဲ့ကျွန်တော်တို့တခါတည်းညာကြီးကိုအဲ့အမှတ်လေးယုံထဲမှာခေါ်သွားပြီတခါတည်းအပေါက်ပိတ်ပစ်လိုက်တာပဲပဲနေရတာအချုပ်ချုပ်ရမယ်ချုပ်ကကျွန်တော်တို့၃ရက်နေ့ညာဆိုတော့ဒီကနေ့မှလွတ်တာဆိုတော့၃ညာ8 4ရက်ခုမှပေါ့အဲ့အမှတ်လေးယုံမှာပဲချုပ်ထားတာအမှတ်လေးယုံနောက်ကျိုးမှာပဲချုပ်ထားတာအဲ့လိုချုပ်ထားပြီးတော့ကိုပထမအုပ်ဆုံးကိုမနဲ့လဲလင်းရောခေါ်တော့အဲ့လူငယ်လေးကိုရေသုံးခါခေါ်တာကျွန်တော်ကဘယ်နှစ်ရှိတုန်းဆိုကျွန်တော်က45နှစ်ရှိပြီလို့ဆိုတော့ အဲ့ဟိုကလေးကိုဘယ်နှစ်နှစ်ရှိတော့ဟိုကလေးက29နှစ်ပါလို့ပြောလေခေါ်လာဆိုမင်းလာခဲ့ဆိုတော့သူ့ကိုရှိကိုရုံးရှိကိုခေါ်သွားခေါ်သွားတော့ဘာတွေပြောဆိုမသိပါဘူးအပြင်ကျတော့ကျွန်တော်မေးကြည့်ငါညီလို့မင်းဘာလုပ်တာတော့လို့ရှိကိုခေါ်တော့ကျွန်တော်ဟိုဗျာတဲ့ဓာတ်ပုံရိုက်ပြီးတော့မှတ်ပုံတင်ရိုက်ပေးမယ်ဆိုပြီးတော့ဓာတ်ပုံရိုက်တယ်အဲ့လိုလက်ပွေနှိပ်တယ်လက်နှိပ်ပြီးတော့လက်မှတ်ထုတ်ခိုင်းတာလေလက်မှတ်ခိုင်းတာကျွန်တော်စာဖတ်လိုက်တော့စက်မှုထမ်းရမယ်ဆိုတဲ့စာပါတာတဲ့ပါတော့မင်းလက်မှတ်ထုတ်စက်မှုမထမ်းဘူးဆိုလို့ရှင်မင်းထောင်ကြမယ်လို့ပြောတာတဲ့ ။ထောင်ကြမယ်ဆိုတော့အဲ့ကလေးကလည်းကြောက်ပြီးတော့လက်မထိုးလိုက်ရတာ။ဆိုတော့အဲ့လိုလူတွေကအကုန်လုံးပေါင်းဆိုလို့ချင်းဖန်ခံတာ14ယောက်ပါ။14ယောက်ကိုဟိုလွတ်တာ4ယောက်ပါ။အဲ့ဒီမဲ့လွတ်တဲ့တဲမှာလူငယ်လေးတယောက်ပါပါတယ်။အဲ့လူငယ်လေးတယောက်ကြတော့သူတို့ကသူတို့ရုံးမှအလုံးလုံးနေတဲ့ကောင်ကအာမင်းငါမသိဘူးလား။ဘာညာနဲ့မေးလိုက်တော့အဲ့ကလေးကိုကြတော့အပြင်ဘက်ကိုခေါ်ပါလေ။အဲ့အတွင်းထဲရောက်လာကျွန်တော်မေးတယ်ငါညီးလို့မင်း ဓာတ်ပုံတွေဘာတွေရိုက်ပြီးလဲအောင်ကျွန်တော်ဓာတ်ပုံလည်းမရိုက်အောင်လက်မှုလည်းမနှက်ရအောင်လို့ပြောတယ်อืมသူ့ကိုထိတုံးထဲမှာလည်းခတ်မထားပါဘူးအဲ့ဒီနေရာ၁၄ရောက်ပါအဲ့ဒီနေရာအဲ့ဒီနေရာပထမရက်ကကျွန်တော်တို့အရင်မှရောက်နေတာက၄ရောက်อืมကျွန်တော်တို့အရင်မှရောက်နေတာ၂ရောက်၅ရောက်၅ရောက်ပဲကျွန်တော်တို့ကျွန်တော်နဲ့အတူတူဖန်ခံတာ၅ရောက်၁၀ရောက်နောင်ရကြတော့၄ရောက်အလုံးပေါင်း၁၄ရောက် အဲ့နဲ့ဒီကနေ့ကျတော့ကျွန်တော်တို့လူလူထုတ်သွားတော့ကျွန်တော်တို့လှုပ်ပါတယ်လှုပ်ပြီးတော့အပြင်မှာလှုပ်ပြီးတော့ဟောရတယ်မင်းတို့ဒီကနေ့ခံဝင်လေးလက်မှတ်ထုတ်ပြီးလို့ရှိရင်ခင်ဗျားတို့ပြန်လှုပ်မယ်ပေါ့အဲ့နဲ့ကျွန်တော်လည်းဟိုပြောရမယ်ဆိုရင်တော့ဆရာဒီကျွန်တော်ညီလေးနဲ့လည်းဆက်သွယ်ရဖို့ရရဲ့ဟို live ဖို့ရကြတော့လည်းအဆင်ပြေအောင်လို့ကျွန်တော်တို့တို့တော့စကားတခွန်းပြောခဲ့ပါတယ်ဟိုကျွန်တော်တို့ဒီလူသင်္ဘူထမ်းတဲ့ကိစ္စကဏ္ဍကိုလည်းဒါမှဖြစ်ပြီးမှတော့ ဗာတက်နိုင်မှာတော့ဘောနော်ကျွန်တော်တို့ပြန်ဝင်ပြပါဗောအရရတယ်ပြန်ခိုင်းပါအဲ့ဒါလို့ရှိရင်တော့ coffee လေးတော့ live ဆိုင်ပြီးပါအောင်ဆိုကျွန်တော်ဟိုဟာမီနီဖုန်းပတ်မှာသူတို့ခြံမှာ coffee live ဆိုင်ပြီးရပါတယ်အဲ coffee live ဆိုင်ပြီးပြီးတော့အပြန်ရတော့ကျွန်တော်ဆိုင်ရလဲဗျာလို့ဒီမှာကြည့်ပါအောင်အကုန်လုံးစုပ်ပြတ်တက်နေတာဗောကျွန်တော်ဆင်းခွင့်ပြုပါဆိုတော့ဆင်းရင်ဆင်းနေခဲ့လေတဲ့ရရတယ်တဲ့အဲ့ဒါကျွန်တော်ပြန်စဉ်းစားလိုက်တာဖုန်းကကြမ်းနေတာတလုံးရှိသေးတယ်လေ ဒီပစ္စည်းတွေကလူခုဝါတာမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းလေးတစ်လုံးနဲ့ကျွန်တော်ရောင်းပြီးတော့ရင်းနေရမှာဟုတ်ဒီစားတော့အောင်မှာဆိုတော့အားနဲ့ကျွန်တော်ကအဲ့ဆိုရင်ငွေရလည်းကျွန်တော်ဖုန်းလေးပြန်ပေးမှာဆိုရှင်တော့ကျွန်တော်ရုံးကိုလိုက်ထုတ်ချင်ပါတယ်ဆိုတော့ဩပြီးမယ်လားလိုက်ခဲ့ဆိုတော့အားနဲ့ကျွန်တော်ရုံးကိုလိုက်ပါတယ်ရုံးကိုလိုက်တော့ကျွန်တော်ဖုန်းကိုလူလူချင်းချင်းထုတ်ပေးလိုက်ပါတယ်လက်မှတ်ကတော့ဘာမှမထိုးခဲ့ရပါဘူးကျွန်တော်ဟိုကယ်ဒီကာတတောင်းလည်းပေးလိုက်တယ်အဲ့ဒါပါပဲနံပါတ်ကျွန်တော်နံပါတ်ကကိုဝင်းကူပါကိုဝင်းကူ ဟုတ်အသက်က45နှစ်ပါဝါတဲ့ကလေးနေမယ်နေလင်းဦးပါနေလင်းအသက်က28နှစ်ဟုတ်ကဲ့အတူတူပဲအော်အတူတူဈေးရောက်နေတာပါဟုတ်ကဲ့ဆိုတော့သူတို့အသက်45နှစ်ဖြစ်နေလို့လွတ်တာဆိုတော့29နှစ်အရွယ်ကတော့အဲ့မှာမလွတ်တော့ဘူးနော်သူတို့တွေကဒီဘာအကြောင်းမရှိဘဲနဲ့အကြောင်းရှာပြီးတော့ဖန်းစီနေတာဆိုဆိုတာကိုတော့ကျွန်တော်တို့အမေနဲ့ပြောပါတယ်ကျွန်တော်တို့ပြောတယ်ဆိုလို့ရှိရင် ဘူးတွေလို့ပြောနေအောင်ပါတချို့ဆိုလို့ရှိရင်တော့ဒီဟာကတကယ်ဖြစ်ပြနေတာဒီထဲမှာရေးထားတာကတော့ခရူးဆက်သွားလာကြပါတဲ့ခွေးတွေဆွေးတော့ခွေးတွေဆွေးတာမခံချင်ရင်အသွာလာကိုစွန်ဆန်းကြပါဆိုပြီးတော့ရေးထားတာတွေ့ရပါတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်စစ်တပ်ကလူငယ်တွေသွာလာနေတဲ့နေရာမှာအာစစ်တပ်ဖမ်းဆီးမှုတွေတောက်လျှောက်ကိုလုပ်နေတယ်ပြီးရင်ကလေးမြို့မှာဆိုလို့ရှိရင်ကလေးလေးဦးပေါ့နော် အာသူတို့တငေချင်းအပေါင်းဖို့တွေစင်ငါနှစ်ရွယ်အပါပေါ့နော်အာ လေဦးလားငါးဦးထိလောက်မသိဘူးပျော်ဆုံးနေအခုချင်းတီကိုသတင်းအစအနောက်ကိုမရသေးဘူးလို့သိရပါတယ်ဒါကဖြစ်စဉ်ပေါ့နော်ဘလူတွေဖြစ်ပြခဲ့သူတို့ကလေးတွေကစမှုထန်းထေးပါသွားတော့တာလားဒါမှမဟုတ်ရင်သူတို့တွေကဘေးသွားနေကြလဲဆိုတာကစားတော့မသိရသေးဘူးလို့သိရပါတယ်ဒီလိုမျိုးကိုအာအိန္ဒိယမှာရှိနေတဲ့သူတွေကိုပါဆွေးနေတယ်ဆိုတော့အသွားလာအသွားနေတဲ့လူတွေကိုအာဟီလာဟိုလာလို့ပြီးတော့ဖန်းစီမှုတွေတပိုတာဆွေးမှုဒေါရှော့ကိုရှိမှဆိုတာကတော့အသေးချာပဲ ဒါကတော့လက်တွေ့မိမိအားသူကူတန်ကြောင်တွေ့နေတာပေါ့ကူတန်ကပြောပြနေတဲ့ရွတ်တန်ဖန်တစ်ခုကိုအာပြင်ပြီးတော့ပြည်သူတွေသိရှိနားလည်အောင်မနော်ပြင်ပြီးတော့ချက်ပြတ်ပြတာဖြစ်ပါတယ်ကျွန်တော်တို့ပြောမိဆိုလို့ရှိရင်အပူတွေဖြစ်နေမှာဆိုတော့နောက်တစ်ခုကိုပြင်ပြီးတော့ကြည့်ရမှာကတော့အခုရုပ်ကိုပွဲစက်ကောင်စီကအသေးအတန်ကိုရုပ်ကိုပွဲလုပ်ဖို့ကြိုးစားနေပါတယ်ဒီထက်မှာကျက်ဖို့ပါတီတွေကလည်းပြန်ဖို့လည်းလုပ်နေထားပါတယ်ဆိုတော့ဒီသူတို့တွေကိုမေးပေးဖို့အာ ဘူလလဆိုဘလူတွေမေးဆွေတာလဲဆိုတာကိုကျွန်တော်နားထောင်ကြည့်အောင်မင်္ဂလာပါနောက်ပြီးလေးစားပါကားမြန်နဲ့အဲကျွန်တော်တို့စီပါအခုကားစီလဲတက်တာပေါ့နော်ဘာရီတက်လဲဟိုဘာရီတက်ညာရီတက်တယ်အဲဒါအဲ့ဒါလေးနဲ့ပြောပြမယ်အဲအရင်ပေါ့နော်တမတော်အစွာလက်ချက်ကဘုဂျိုမူကြီးတန်းရွှေလက်ချက်ဟွန်းဖုန်းတစ်လုံးကိုစင်ကတ်တစ်ခုကအသိ50 60ပေးရတယ်ဗျာ အဲဆိုတော့60 60ပြရတော့ဟာအပြည့်ပဲအတူပြားနိုင်ငံတွေမှာဈေးချိုတယ်ပေါ့ဒီမှာပြဈေးချိုဟာရအောင်အဲ60 60ပြอืมဖုန်းပြောချင်အဲ့ဒါပြီကားဆိုရင်အပြည့်မှအဲ့ဒါနိုင်ငံသားမှာသိန်း30 40 50လောက်ရှိတယ်အောင်မြန်မာပြည်ရောသိန်း300อืมအားလေအဲ့ဒီပစံလေးအဲဘုရားမူကြီးတန်းရှိလက်ထက်ကအဲ့လိုကြက်ပါတယ်ကြက်ပြီးတော့ရတဲ့ပစံတွေဟောရတဲ့ပစံတွေပြောနေပြီးတော့ဤဆောက်တယ် ဟာဟလာသေးမြောင်းတရားဒီလာနေဖောက်တယ်ဩပြီးဟလာရန်ကုန်မန္တလေးအားနေပြီးတော့အဲ့အမြန်လန်းကြီးဖောက်တယ်ဟာဘယ်အကုန်လုံးပိတ်ထားတာနော်အဲ့ချိန်မှာအကုန်လုံးပိတ်ထားတာကျွန်တော်တို့နိုင်ငံအကုန်လုံးပိတ်ထားတဲ့အချိန်မှာတိုက်ချထချာဘယ်ပစံကြီးဟာအဲ့ပစံအဲ့ဖုန်းကပစံနေကားပစံနေအကုန်ဈေးကြီးဒါပေမဲ့ဥသိမ့်စိရွေးကောက်ဖွဲနဲ့တက်လာပြီရွေးကောက်ဖွဲနဲ့တက်လာတဲ့ဥသိမ့်စိရောက်လာတော့ ာနိုင်ငံတကာအကုန်ဖြေလျှော့သွားပြီဒါက legitimacy ရှိတယ်ဘာသာဖြေလျှော့သွားတဲ့အချိန်မှာဟာညာအဖုန်းတစ်လုံးကိုသုံးတာအင်းအဲ hijack သုံးစီးကိုတိမ့်တရာဒါညာနဲ့အကုန်လုံးဈေးရှူအကုန်လုံးဖြေလျှော့ပြီအဲ့လိုဖြစ်သွားတယ်အဲအခုချိန်မှာအင်းအဲတမလို့ဆိုတာဖြစ်နေလို့ဘာပြကြော်မိုးထုံးတို့ဘာတို့ Tom Andrew တို့ကအာမြန်မာပြည်ကအာပစံနေကိုဖြတ်မယ်ဘာညာနဲ့ဟလား စင်ကာပူဘန်နဲ့ဘန်ကောက်ဘန်ကပစံတွေဖြတ်လိုက်တာသုံးပုံတပုံမဲ့ရှိတော့ဘာသာအားလည်းကားသေးတွေကလည်းတက်ကုန်တာပေါ့อืมกูก้าวไปดิอโซยอ่ะอืมอะไรจะได้ใช่ป่ะตรุโกไม่ไปละมาเลเลลีบาอืมอคุลาไม่ยึกก้าวไปอารมณ์ไม่แท้ละ legitimacy ยึกก้าวไปเนี่ยตะละได้อโซยเตียตะละมั้ยตะละยินอูติ้งใส่คิกาแก้ตุติ้งเตียโหไฮเจ็ด3ซีอืม ပုံစံတက်ဖြစ်သွားမယ်အင်းအခုတော့ကြော်မိုးထွန်းတို့အန်ယူဂျီတို့ကြောက်အနာအုစုရဲ့ခရီးပမှုကြောက်အင်းညီမကြီးမစစ်တက်နေတယ်စစ်တက်တာတကြောက်ဩလက်ခံတက်တာမဟုတ်ဘူးနော်အင်းအဲ့ဒါမတိမှဆိုလို့ဒါလေးနဲ့စဉ်းစားဩဩဩဒဲကြာမဲတပြားမဟုတ်ဘူးနော်အသေးကြာမဲတပြားအုံနောက်နဲ့စဉ်းစားဟုတ်ကဲ့ဟုတ်ကဲ့မဲတပြားအင်းအင်း လေးစားပါဟုတ်ကဲ့ဟုတ်ကဲ့လေးစားပါလေးစားပါနော်ဒီလိုအသေးကြီးပြီးတော့အဲ့မှာအောင်းတော့မရှိတဲ့အောင်းတော့ခန်းကောင်ပြီးဖြစ်တဲ့ဘုရလာဆွေသူ့လိုများအပီသူတွေကိုကျင်းထက်လို့ရမယ်လို့ထင်နေတယ်လားမသိဘူးနော်အရင်တော့ကအပီသူတွေလိုကျင်းထက်လို့ရမယ်လို့ထင်နေတယ်လားမသိဘူးအခုချိန်မှာစေတနာကအခုချိန်မှာစေတနာက UNG နဲ့ဂျုံမှုထွန်းတို့အခွင့်အရေးကြောင့် အရင်တော့အတန်းဆွေခေတုံးကစေးတင်နေတာကနိုင်ငံတို့ကိုအာအမြန်လန်းတွေခေးပြီးတော့ဆော့ဖို့အတွက်အခွင့်ကောက်နေတာကြောင့်အဲနင်းနေတော့စဉ်းစားကြည့်နော်သူတို့စကားသူတို့အမှန်ဆိုလို့ရှိရင်ဒီဟာကလည်းသူတို့မအားလားမင်းအောင်လည်းမလုံနိုင်လို့မကန်နိုင်လို့အခုလိုမျိုးပြီးသူတွေဒုက္ခရောက်နေတာဒါကလည်းပြောနေအောင်မှဒီဟာကပြင်ပြီးတော့ကောင်းလာတယ်ဆိုလို့ရှိရင်လေငါတို့ဘာအဘမင်းအောင်လည်းက မီလိုမျိုးလှုပ်တာကဒီကျွန်တော်တို့ပြည်သူတွေအခွင့်အခအများလေကျွန်တော်တို့နိုင်ငံကလို့လို့ရမယ့်ဟာတွေပူပြီးတော့လုံနိုင်လေပိုင်းညာပေါ့လာပြောအောင်ပါအခုဒန်းဆွေလုံနေတုန်းကတော့ဒီကားတွေဒလန်းတွေဖော့ပေးဖို့အမြန်လန်းတွေလုံးပေးဖို့ဒီလိုမျိုးအခွင့်အများကြီးကောက်တာဒီဟာနဲ့ပဲပြင်ပြီးတော့ဆော့ပေးတာ ဟုတ်ပါပြီအခုကျင်လဲဒီဟာနဲ့ပြင်ပြီးတော့ဆုတ်အခွန်ကုတ်တယ်မင်းအောင်လန်ကအခွန်ကုတ်တယ်မင်းအောင်လန်အစိုးရပြောလို့ပြောသူတို့ပြောဆိုလို့ပြောသူလို့ဆိုလို့ရှိရင်မင်းအောင်လန်အစိုးရကအခွန်ကုတ်တယ်မြင်းမြားကုတ်တယ်ဗောနောအာကုတ်တယ်အဲ့ဒါကြောင့်မလို့ဂါစီတက်တာဟုတ်ပြီဒီဂါစီတက်တဲ့အခွန်ကုတ်တဲ့ဟာနဲ့ဘာတွေသွားလောက်တာလဲဘာလုံးလုံးနေတာဘီလူလုံးနေတာလဲပြောပြကြပါဟမ်ဘူလလဆိုရင်အဲ့လောက်ထိအားနေတဲ့လူတွေကလွတ်တော်မှာຢာက အနံရတယ်ဆိုလို့ရှိရင်တော့မှဒီလွတ်တော်မှာပြင်ပြီးတော့ထန်းနေအောင်ပါဒီကောင်တွေကကျွန်တော်မြန်မာနိုင်ငံအုတ်ချုပ်နေအောင်ပါတတော်လေးတော့ရင်လေးစရာလင်းရင်လေးစရာဒီလို့အောင်းတော့သေးသေးလေးတွေနဲ့ကျွန်တော်တို့ကိုပြည်သူတွေကိုကျင်းထဲလို့ရမယ်လို့အခုချိန်ထိတွေးနေတယ်အဲ့လိုအားနေတဲ့သူတွေရှိတယ်နော်တတော်လေးတော့အာဒီကောင်တွေကအောင်းတော့ကတော့ကဲဆိုတော့ဒီဟာကတော့ကျွန်တော်ပြည်သူတွေလည်းအများကြီးပြောစရာမလိုဘူး ဒီကောင်တွေဘလူမေးရချင်းလဲဘလူတွေဖြစ်ချင်းလဲကျွန်တော်တို့တက်လာရင်ဘလူတွေလုံးပေးမယ်ဘာငင်ကလုံးပေးမယ်ဆိုပြီးတော့ပြောနေတာဆိုတော့ဦးသိန်းစင်လုံးမင်းတို့လုံးနေတယ်တွေးနေတယ်ဆိုလို့ရှိရင်အခုလိုမျိုးပြည်သူတွေဒုက္ခရောက်เสียအကြောင်းမျိုးမင်းတို့တွေလည်းမင်းအောင်လမ်းနဲ့အခုလိုမျိုးအတူတူစားနေသွားနေတာမဟုတ်ဘူးလားလုံးပေးကြည့်လိုက်လေကဲဆိုတော့ဒီအရကတော့ဒီနေ့ညနေဒီနေ့မနေ့ခင်းမှာဘုံတော့တွေးရှိရတဲ့သတင်းထုတ်တွေကိုတက်နေတယ်လို့အချင်းချုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာ ်အပြုံးမရဆုံးမရှိလို့ရှိရင်ခွဲလောက်နားလိုက်ပေးကြပါညနေပိုင်းမှာသတင်းထိုးသတင်းကောင်းတွေပြင်ပြီးတော့လာခဲ့ပါမယ်လို့ပြောရင်းနဲ့ကျွန်တော်တို့ဗီဒီယိုလေးကိုအမြဲတမ်းကြည့်ရှုအပ်ပေးနေကြတူလန်ပြည်သူများအားလုံးကိုလည်းကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ thank you